2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့တနင်္ဂနွေနေ့မနေ့ပိုင်းဂျိုလူကတိုင်းတာရရှိချက်တွေနဲ့ခမန်းချက်တွေကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကတင်ပြခဲ့တဲ့အတိုင်2025ခုနှစ်ဆောင်းလွင်းကာလဟာလာနီညာဘက်ကိုဥတည်တဲ့အနေအထားဖြစ်လာပြီလို့သတိပေးခဲ့သလိုပဲပစိဖိတ်သမုတ်တရာက လေစီးကြောင်းဟာတောင်တရုတ်ပင်လယ်ကိုဖြတ်ပြီးတော့ထိုင်းနိုင်ငံတောင်ဘက်ကနေပြီးတော့မှ ဝင်တိုက်ခတ်ပြီးတော့မလေးရှားနဲ့ထိုင်းနိုင်ငံအလယ်မှာစတင်ပြီးတော့လေတိုင်ဝဲဖြစ်နေတာကျွန်တော်တို့တိုင်းတာရရှိပါတယ်။အဲ့ဒီလေစီးကြောင်းနဲ့အတူပါလာတဲ့ဒီအနီရောင်မြေနစ်တိမ်တွေကြောက်မလို့ကျွန်တော်ထိုင်းနိုင်ငံမှာအလွန်အလွန်ရေတွေကြီးနေတယ်လို့ပဲဗီယက်နမ်မှာဆိုလို့ရှိရင်လူအသေးပျောက်ရှိတယ် မိုးတွေတဲတဲမဲမဲရွာနေတယ်လို့ဖတ်မှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့မြောက်ဖက်နဲ့ equator မှာရှိတဲ့အပူအေးဖလှယ်မှုကြောင့်ဖြစ်လာတဲ့လေဆီးကြောင်းရဲ့တဲရောက်မှုဖြစ်တယ်လို့ကျွန်တော်တို့ပြောမှာဖြစ်ပါတယ်။ထို့အတူပဲမြန်မာပြည်မြောက်ဖက်အချမ်းမှာတိမ်မြင့်နေတဲ့တိမ်နှိမ့်နေပေါင်းဆက်နေတာတိုင်းတားရရှိတဲ့အတွက်ကြောင့်မလို့မြန်မာပြည်မြောက်ဖက်ချမ်းတချို့နေရာတွေမှာရေခဲမိုးစီးနင်းမိုးတွေ ကြနိုင်တယ်အနေထားကိုတွေ့ရလို့ပဲရှမ်းပြည်နယ်မှာလည်းအထူးသတိထားဖို့လိုပါတယ်ကျွန်တော်ဒီကနေ့လေတိုက်ခတ်မှုကိုနောက်ထပ်24နှစ်ရီကိုလှမ်းပြီးတော့ခမန်းကြည့်တဲ့အခါမှာဆိုလို့ရှိရင်လေဆိုင်ဝဲဟာဆက်လက်တည်ရှိနေရင်းနဲ့25ရက်နေ့မှာတော့အပူပိုင်းမုန်တိုင်းတည်အဖြစ်ကို စတင် ပြောင်းလဲသွားတာတွေ့ရှိရမှာဖြစ်ပါတယ် လာမယ့်26ရက်နေ့မှာအဲ့ဒီလေဆိုင်ဝဲလေးရမည်ပြီးတော့မှမုံတိုင်းအတွင်စတင်ကူးပြောင်းတာကိုကိုကိုကျွန်းနဲ့မလေးရှားဂျားကပင်လယ်မှာဖြစ်နိုင်တယ်လို့ကျွန်တော်တို့ခမှန်းတွက်ချက်ခဲ့ပြီးတော့အင်မတန်မှအားကောင်းတဲ့မုံတိုင်းအဖြစ်29ရက်နေ့မှာ ရောက်ရှိပြီးတော့ကိုကိုကျွန်းပတ်လယ်ကိုအနားမှာဗဟုပြုတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်မြမကန်ယောရာမှာ မုံတိုင်းအသွင်စတင်ကူးပြောင်းတဲ့တစ်ချိန်တည်းမှာပဲတောင်တရုတ်ပင်လယ်ဖိလစ်ပိုင်အနောက်ဘက်မှာလည်းဒေဇိုင်းဝဲကနေပြီးတော့မုံတိုင်းတရေစတင်ဖြစ်လာမယ်လို့ကျွန်တော်တို့ခန့်မှန်းရပါတယ်။28နှစ်ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ထဲမှာဖြစ်လာမဲ့မုံတိုင်းဟာပုံမူအားကောင်းလာပြီးတော့မြန်မာပြည်အောက်ပိုင်းဒေသမှာလေတိုက်ခတ်မှုတွေ ပြင်းထန်လာနိုင်တဲ့အာနေရရှိတာကိုကျွန်တော်တို့စတင် လေ့လာခံမှတွက်ရှိရပါတယ်29 30မှာတော့မုံတိုင်းဟာမြန်မာပြည်ကမ်းရိုးတန်းတလျှောက်မှာပြင်းထန်တဲ့လေစီးကြောင်းတွေဆက်လက်တိုက်ခတ်နေပြီးတော့ကျွန်တော်တို့ကနဦးခမန်းကျဲရအိန္ဒိယကိုတွားမယ်လို့ခမန်းရပြီမဲ့လေမြန်မာပြည်ကမ်းရိုးတန်းကိုဘယ်လိုတက်ရောက်မယ်ဆိုတာကျွန်တော်ဆက်လက်လေ့လာ တင်ပြမှာဖြစ်ပါတယ် ဒါကမုံတိုင်းဖြစ်လာမယ်လေစီးကြောင်းရဲ့သွားနိုင်တဲ့လားရောက်တွက်ပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့အပူရင်းဖလဲနိယာမအရာဒီကနေ့ခမန်းချက်တွေရတွက်မယ်ဆိုလို့ရှိရင်25ရဲ့26ရဲ့28ရဲ့မှာဆိုလို့ရှိရင်တော့ကပ်ပလီပင်လယ်ကနေဖြတ်ပြီးတော့မုံတိုင်းဟာမြောက်ဖက်ကိုစတင်ပြီးတော့ဥတည်တာတွေ့ရပြီးတော့28ရဲ့နေ့မှာတော့ဘင်္ဂလားပင်လယ် အလဲပိုင်းနဲ့ရောက်ပြီးတော့29 30မှာတော့အိန္ဒိယကာယိုရန်ကိုသွားမယ်လို့ကျွန်တော်တို့ခဏဦးခမှန်းတွက်ချက်ထားကြပါတယ်ဒီကနေ့23ရက်နေ့သတင်းတွေနေမှာဆိုလို့ရှိရင်တော့ဟာရိုင်ကိုဗဟိုပြုတ်ပြီးတော့မိုးတွေတဲတဲမဲမဲရွာသွန်းတယ်လို့ပဲမြန်မာပြည်အထက်ပိုင်းကချင်ပြည်နယ်အထက်ဖက်နယ်စကားတိုင်းအထက်ပိုင်းမှာမိုး ရွာနိုင်ပါတယ်အဲ့ဒီရွာတဲ့မိုးတွေထဲမှာရေခဲမိုးရွာနိုင်လို့အထူးသတိထားဖို့လိုပါတယ်24ရက်နေ့ရောက်တဲ့အခါမှာတော့မြန်မာပြည်တောင်ဘက်ကရနောင်ဒေသတွေမှာစတင်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်ဒါကတော့25ရက်နေ့အနေအထားမှာဆိုလို့ရှိရင်လည်းဆက်လက်ပြီးတော့ရနောင်ကော့တောင်ဒေသမှာမိုးများနေမှာဖြစ်ပါတယ် 26ရက်နေ့ဒေသမှာတော့လေဆိုင်ဝဲအားကောင်းလာမှုကြောင့်မလို့ကိုကိုဂျွန်းနဲ့မြမပင်လယ်မှာမိုးသီးထန်းစွာရွာသွန်းနိုင်တဲ့အတွက်ပင်လယ်လှုပ်သားများအတွက်အတိပေးသတိပေးလိုက်ကြပါထို့တူရနောင်းဒေသမှာလည်းဆက်လက်ပြီးတော့မိုးရွာမှာဖြစ်ပါတယ်29ရက်နေ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့ရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်း တနင်္လာရီတိုင်းတို့မှာနေရာကွက်ကြားမိုးရွာပြီးတော့အချို့နေရာတွေမှာမိုးကြီးနိုင်ပါတယ်28နှစ်ရောက်တဲ့အခါမှာတော့အေရဝတီတိုင်းရန်ကုန်တိုင်းကြခိုင်တီနယ်မကွေးတိုင်းမှာနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့အခြေအနေတွေထူးခြားရင်အနေရရှိရင်ကျွန်တော်တို့ဆက်လက်ပြီးတော့အတိပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ YouTube ကို အနေကင်းဖို့အတွက်မျှဝေပေးကြပါထို့သူအတန်ဖိုင်ဖြင့်မိတ်ဆွေများကိုအတိပေးမယ်ဆိုရင်ကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ download လုပ်ပြီးတော့မျှဝေနိုင်ပါတယ်ကျေးဇူးတင်ပါတယ်